ီကမမများအားလုံးပဲမင်္ဂလာပါပြန်လည်ဆက်တွေ့ရတာဝင်တာပါတယ်ဒီနေ့ပေါ့နော် Sunday ကျမတို့မိသားစုဝင်နေအိမ်မှာပေါ့နော်အဖျားရှိခိုးပြီးတဲ့အချိန်မှာတော့ဒီ channel လေးမှာအာကျမတို့လာပြီးတော့အကျန်းစာဖတ်တယ်ဆူတောင်းတယ်ပေါ့နော်အဒီ channel လေးရကြတော့ပတ်ဝန်းကျင်ကလည်း A channel နဲ့အတိတ်စိတ်တယ်ပေါ့နော် လေကောင်းလေတန်လဲရတာဖြစ်တယ်။အိမ်မှာဆိုလို့ရှိရင်တော့အခုရာသီနဲ့ဆိုအရန်ပူပဲလေနော်။ကျေစုတော့ပဲဒီနေရာလေးမှာကျမတို့ငိန်သက်စွာဖြင့်ပေါ့နော်။နောက်ပတ်တော့ဆင်ချင်ရတဲ့အခွင့်ကိုပေါ့နော်။ပြင်ဆင်ပေးတယ်ပေါ့နော်။အဲဒီနေ့ဆင်ချင်တဲ့နောက်ပတ်တော်လေးကိုလည်းပြန်ပြီးတော့ပေါ့နော်။ sharing လုပ်ခြင်းနဲ့ပေါ့နော်ဒီ note ဘတ်တော်လေးအပြင်ဒီချမ်းမှာဖျားသခင်ပေးတဲ့တက်တေလေးကိုလည်းတက်တေခံခြင်းတာဖြစ်ပါတယ်ပေါ့နော် ီနေ့ပေါ့နော်ကျွမ်းဆင်ကျင်တဲ့နှုတ်ကပတ်တော်လေးကကြတော့ရာကုတ်ခန်းကြီးလေးငယ်တုံးပါကျမတို့စုတောင်းတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲကျမတို့ဘုရားသခင်ကိုယုံကြည်လာပြီဆိုလို့ရှိရင်အာဘုရားသခင်ရှင်မှာစုတောင်းကြရလေနော်အော်စုတောင်းတဲ့အခါမှာတဲ့အာကျမတို့ကဘာတွေစုတောင်းလဲတခါခါကျရင်ကျမတို့ရဲ့စုတောင်းချက်တွေကအာအဖြစ်ရတဲ့ခါတွေရှိတယ်လို့ခါခါကျရင်စုတောင်းချက်တွေကိုဘုရားသခင်ကအဖြစ်ပြမပေးဘဲနဲ့စန့်ကြနေတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီခါမှာ ကျမတို့ကိုအာစမ်းစာမှာဖာပြောပြလဲဆိုတဲ့အခါမှာကောင်းမကုံခံစားဖို့ရှိစေခြင်းကပေါ့နော်အလွဲတောင်းခဲ့မယ်ဆိုရင်လည်းဖျားခင်မပေးဘူးလို့ပြောတယ်ကျမတို့ဒီလော်ကီအာဒီကောင်းမကုံခံစားဖို့ဟောပေါ့နော်ဖျားခင်ရှိမှတောင်းမယ်ဆိုရင်လည်းဖျားခင်မပေးဘူးတဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်ဒီခြံလေးကိုကျမတို့ ီမြေနေရာလေးကိုဝယ်ဖို့အတွက်ကိုကျမတို့ဖျားခင်ရှင်မှာဆုတောင်းနေပေါ့နော်ဆုတောင်းတဲ့အချိန်ခါမှာတော့ဘလို့ဆုတောင်းလဲဆိုတော့အာကျမအနေငယ်တက်တည်ခံပေးရှင်တယ်ပေါ့နော်အဲ့ notebook တော်လေးဆင်ခြင်နဲ့အာကျမဒီနေရာလေးမှာလည်းဒီနေ့ရောက်တဲ့ခါကြတော့ပေါ့နော်ကျမတို့ကအသက်တာကျမအသက်တာပြောင်းလဲလာတယ်ဆိုတဲ့အခါမှာကျမလိုမျိုးပဲ အဲဘောနော်တကယ်ပဲအသက်ရှင်တဲ့ဖျားကိုတည်စေခြင်းနဲ့အဲဖျားသခင်ရဲ့မဟာစေခိုင်းချက်ကိုလည်းတည်လာတဲ့အခါမှာကျမတို့ဘောနော်ဧဝံဂေလိထွက်တယ်ထွက်တဲ့အခါမှာတော့နည်းနည်းအကုန်ကြစိတ်တွေရှိတာဘောနော်ခရီးစိတ်တွေပါလေရှိတယ်အဲ့တော့ကျမကဘောနော်ဒီကုန်ကြစိတ်တွေကိုအမြဲလဲသွားနိုင်အောင်ဘောနော်ကျမတို့အာတဆင်လာတိုင်းလဲရက်တိုင်းလဲသွားနိုင်အောင်ဘောနော်ပုံမှန်ဝင်ငွေလေးတစ်ခုရှိရင်တော့ဒီဧဝံဂေလိတို့ကတည်တံ့ဝင်ငွေလေးရှိရင်ကျမတို့အာအဆင်ပြေမယ်ဘောနော်ဆိုမှကျမတို့ကဒီမှာခြံကွက်လေးလာဝယ်တာဖြစ်တယ် ခြံကွက်လေးကိုပေါ့နော်40 60တကွက်လောက်ဝယ်ပြီးတော့မှအဲ့မှာအိမ်ပေါ့နော်တိုက်လေးစောက်မယ်စောက်ပြီးတော့မှအဲ့ဒါလေးကိုငှားပြီးတော့ပေါ့နော်ကျွန်တော်တို့ရှိမှာဆိုလို့ရှိရင်လည်းဒီလိုအိမ်ငှားလို့ရှိရင်ပုံမှန်ဝင်ငွေလေးတွေရကြတယ်လေအဲရတဲ့ငွေလေးနဲ့ကျွန်တော်တို့အိမ်ကလေးထွက်မယ်ပေါ့နော်ဒါဆိုရင်တော့အမြဲတမ်းလဲသွားနိုင်မယ်ပေါ့ဆိုမှကျွန်တော်တို့ကပြင်ဆင်ပြီးတော့မှဒီအခုမြင်နေရတဲ့အနောက်ကဂိုတောင်အစိမ်းပေါ့နော်အဲ့ဂိုတောင်အစိမ်း တလုံးပေါ့အရှိရတော့ကားလမ်းဖြစ်တယ်ပေါ့နော်အဲကိုရံအစိမ်းရှိမှာကျွန်တော်တို့ကကားကိုရက်ပြီးတော့မှအာဖျားရှိမှာဆူတောင်းတယ်ပေါ့နော်ဖျားတခင်လို့အာဒီနေရာလေးကိုဝယ်ပြီးတော့မှအာအင်္ဂလီလည်းထွက်ချင်တယ်ပုံမှန်ဝင်ငွေလေးရဖို့လို့အတွက်ပေါ့နော်လိုချင်တယ်လို့ဆိုမှကျွန်တော်တို့ဆူတောင်းတယ်အဲကားပေါ်မှာဆူတောင်းပြီးတော့မှအာကားပေါ်နဲ့ဆင်းဆင်းပြီးတော့မှအဲညီပိုင်ရှင်နဲ့ပေါ့နော်စကားပြောတဲ့ခါကျတော့ကျွန်တော်တို့ ဝယ်ချင်တာတော့တစ်ခွက်ပေါ့နော်။တို့ပေမဲ့ तू ကအများကြီးရောင်းချင်တာဖြစ်တယ်။အဲကျွန်တော်တို့ထင်ထားတာလည်းဒီမြေကဈေးအများကြီးရှိမယ်လို့ဟိုသတင်းလည်းကြားထားရပေါ့နော်။တို့ပေမဲ့လည်းတကယ်ပဲဖျားကနော်အဲပိုင်ရှင်ရဲ့အမျိုးသမီးရဲ့စိတ်နှလုံးပေါ့နော်အမရဲ့စိတ်နှလုံးကိုတို့ထီချင်းအဖြစ်ဒီမြေကွက်တကွက်ဝယ်တဲ့အရာကိုကျွန်တော်တို့၅ကွက်ရသွားတာဖြစ်တယ်ပေါ့နော်၅ကွက်ဆိုတော့မျက်နှာဝပေ200ဖြစ်သွားတော့အကျယ်ကြီးဖြစ်သွားတယ်နော်တစ်ခါခါကြာရင် ကျွန်တော်တို့က ဘုရားသခင်ရှိမှာအာဆူတောင်းတဲ့အခါမှာသူ့ပေးခြင်းတဲ့အရာသူ့အလိုတော်နဲ့ညီတဲ့အရာဖြစ်တဲ့အခါမှာအာလူစကားနဲ့ပြောမယ်ဆိုရင်တော့ကျမတို့ကမျက်တောင်တဆုံမဲ့တောင်းတာပေါ့နော်ဘုရားသခင်ကမျက်စိတဆုံပေးလိုက်တာဖြစ်တယ်ပေါ့နော်ဘလို့ခေါမလဲဘုရားသခင်ကသူ့ပေးခြင်းတဲ့အခါမှာသူ့အလိုတော်နဲ့ညီတဲ့အခါမှာကျမတို့နည်းနည်းလေးတောင်းတာတော့မှပဲဘုရားကအများကြီးပေးတာပါလားပေါ့ဆိုတဲ့အရာလေးကိုကျမဆင်ခြင်မိတယ်ရှင်ဟောရံခန်းကြီး၅အငယ်ခေါ်မှာဆိုလို့ရှင်တင့်တို့ဒီတဲ့ငါ၌တည်၍ နော်ငါစကားတီတင်တို့နိုင်တီလို့ရှင်တင်တို့တောင်းချင်သမျှကိုတောင်းရရမယ်လို့ပြောထားဖြစ်တယ်။တင်တို့တီငါနိုင်တီဆိုပြောမှဆိုကျမတို့ကယေရှုခရစ်၌အမြဲတမ်းတီနေရမှာဖြစ်တယ်ဘောနော်နောက်တစ်ခုကကြတော့ဟောငါစကားတီတင်တို့နိုင်တီရယ်ယေရှုပြောထားတဲ့စကားကဘာတွေလဲအဲ့ဒါတွေကကျမတို့ အဲထဲမှာတည်ပြီးတော့ရှိနေမယ်ဆိုလို့ရှင်ရင်တဲ့တောင်းရှင်မြောက်တောင်းရင်ရလိမ့်မယ်ဆိုတော့အရာကတကယ်ပဲဖရာပြောထားတဲ့အခရီးစကားတော့ရပြည့်စုံတယ်ပေါ့နော်ကျမတို့ဖရာခင်တက်တည်ပေးပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ထပ်ဆင်ပြီးတော့ကျမတို့ဟာတက်တည်ပေးလဲဆိုတဲ့အခါမှာအဲ့ခြံဝယ်ပြီးတော့တစ်နှစ်အတွင်းမှာပဲပေါ့နော်ဝယ်ထားတာဥပမာပေါ့နော်သိန်းအာ၄00ဆိုလို့ရှင် နောက်နှစ်ယောက်သွားတဲ့အခါမှာသိန်း၄00ဖြစ်သွားတယ်ပေါ့နော် အဝေထားတင်း300ဆိုနောက်တစ်နှစ်နေခါမှာတင်း3000ဖြစ်သွားတယ်ပေါ့ဆယ်ဆတ်တက်တာတဲ့အခွင့်ကိုဘုရားသခင်ကပေးလိုက်တာဖြစ်တယ်ဒါပေမဲ့လည်းကျမတို့ကဒီမြေကြီးကိုစပြီးတော့ဝယ်မယ်ဆိုပြီးတော့စုတောင်းတဲ့အစဉ်အချိန်ခါတည်းမှာလည်းဘုရားကိုစက္ကတ်ထားပြီးသားဘုရားသခင်လှုပ်စီလိုတဲ့အရာပေါ့နော်ဘုရားလိုတော်နဲ့ညီတဲ့တိုင်းတာဖြစ်စီပါလို့ကျမတို့ကစုတောင်းပြီးတော့မှဝယ်တာဖြစ်တဲ့အတွက်သူ့အလိုတော်နဲ့ညီတာတော့ကျမတို့ကတော့တစ်ကွက်ပဲလို့ရှင်မယ်သူက၅ကွက်စာနေရာကိုပေးထားတာဖြစ်တယ် အဲ့တော့အခုလည်းဈေးကဆယ်စားတက်သွားတယ်ဆိုပေမဲ့လည်းဘုရားသခင်ရဲ့လူတော်နဲ့ညီရဲ့အရာကိုပဲဖြစ်စေဖို့ကျွန်တော်တို့ကဆုတောင်းနှားပြီးသားဖြစ်တယ်ပေါ့နော်အာဂျေစုတော်ကြီးမားတာဖြစ်တယ်ဂျေစုတော်မြေခွက်ဖြစ်တယ်အခုလည်းကျွန်တော်တို့ဒီညမှာလာပြီးတော့နှုတ်ပတ်တော်ဆင်ခြင်းနဲ့အဲပေါ့နော်ဟိုစံစာဖတ်တယ်ဒီຢာတွေကလည်းတကယ်ကိုကျေးဇူးတော်ခံစားပြီးဒီကောင်းလေတန်လေးရတယ်အခုဆိုရင်ကျမတို့ဒီမှာကအာ အခုကခြံစည်းကိုလည်းကပ်ပြီးသွားပြီပေါ့နော်မြေကြီးလည်းဖို့ပြီးသွားပြီမြေစီးမြေကြီးရတဲ့အစီးတရာကျော်ဖို့ရတယ်ပေါ့နော်ဖို့လိုက်တယ်အဲခြံစည်းကိုကပ်တဲ့အချိန်မှာတော့ငလျင်မလှုပ်သေးတဲ့သူကဘီလက်မြေတဲ့အိတ်ကို18000 19000နဲ့ဝယ်ပြီးတော့ကပ်လိုက်တာပေါ့နော်ပြီးသွားတဲ့အခါကျတော့ငလျင်လှုပ်တယ်ငလျင်လှုပ်ပြီးတော့အခုကဘီလက်မြေတဲ့အိတ်ကို3000နဲ့2000ဖြစ်သွားတယ်ပေါ့နော်အဲတော့ကျမတို့ဘီလက်မြေစီးကြီးနေတဲ့တော့ကိုရက်ထားတယ်ပေါ့နော်တန့်စင်ကန်း အဲနေပါစောက်ဖို့ရှိတယ်အားလုံးတွဲစောက်မယ်ပေါ့နော်ဒါပေမဲ့လည်းဘီလက်မီဈေးကြည့်နေတော့မလုတ်သေးဘူးပေါ့နော်မလုတ်သေးပဲနဲ့မှအခုဒီ channel မှာကျွန်တော်တို့ဒီရက်ပိုင်းတွင်းမှာငလင်ကုညီကဲဆယ်ရေးတွေသွားပြီးပြန်လာတဲ့ဟာအပင်တွေစိုက်တယ်ပေါ့နော်အပင်တွေဆိုရင်ပါးတွေစိုက်လဲဆိုတီးတီးပင်စားပင်ပေါ့နော်စားလို့ရတဲ့အပင်အကုန်စိုက်တယ်အဲတမရတို့နော်ရှောက်ပင်အကမွန်ချင်းအပိန့်နှဲပေါ့နော် အကုန်လုံးဆိုင်ပြီပေါ့နော်မယန်းသီးပေါ့နော်မယန်းသီးဆိုလဲကိုအချိုကြရင်အချိုပေါ့နော်အာအဲ့လိုမျိုးမကလာတွေဆိုင်မယ်အဲမိဖို့ကြောင်ထဲမှာစားလို့ရတဲ့အဖယုံသီးတို့ဘာတို့အကုန်လုံးဘူးသီးပေါ့နော်ခဝဲသီးချက်မောင်အကုန်လုံးဆိုင်ပါပေါ့လားအဲအခုလောလောဆယ်မှာတော့အဲ့အတိုင်းပဲကျမတို့ကလုံနေတယ်ပြီးလက်မြေအိတ်ကြီးစေးချမှာဆက်လုံပါပေါ့နော်နောက်ထပ်တစ်ခုကကျေးစုတော့ဘာထပ်ပြီးတော့ခန်းစားရလဲဆိုတဲ့အခါမှာဒီငလျင်နေပေါ့နော်ငလျင်နေလှုပ်ပြီးတော့လူတွေ အဲ့နေ့အဲ့ရက်ပိုင်းတွင်မှာဆိုလို့ရှိရင်เนาะအိုးတွေခွက်တွေစံတွေအားလုံးခက်ခဲတွေဖြစ်ကုန်တော့ဒီစားရေးတောက်ရေးတွေအရန်ခက်ခဲသွားတယ်ပေါ့နော်ခက်ခဲသွားတယ်ဆိုတော့ထမင်းတုပ်ဝေးတဲ့လူလည်းရှိတယ်ထမင်းတုပ်ဝေးတဲ့လူကြီးကြတော့လဲဟိုကဝေးတရားဝေးနေမနှက်စာမာတွေမဲ့၃ဦးလောက်လာဝေးလိုက်ရင်လဲနှစ်ခုလောက်ကအလေလွတ်ဖြစ်သွားတာလည်းရှိတယ်ပေါ့နော်သုံးလုံးဝေးတဲ့ဟာကိုမနှက်စာတစ်ခုတည်းနဲ့ကောင်းအောင်စားနိုင်အောင်လေအဲ့လိုမျိုးဆိုတော့ကျမတို့ဘယ်လိုစိတ်ကူးလိုက်လဲဆိုတော့နေပုံညစာပေါ့နော် ဒီ၂ရက်၃ရက်စားလို့ရတယ်အဲ၄၅ရက်ထားလနဲ့ချီထားစားလို့ရတဲ့ဟာမျိုးကိုကျမတို့လုံမယ်ဆိုပြီးတော့မှအာအဲ့တော့ငါ၆အချိန်တရားပေါ့နော်တရားကိုဒီအဲ့နောက်ကမြင်ရတဲ့တရက်ပဲအောင်မှာကျမတို့နော်မိသားစုဝင်တွေချက်တာကိုလည်းကျမလိုက်လေးတွင်ထားသေးတယ်ပေါ့နော်ဆိုတဲ့အခါမှာဒီအာဖျားသခင်တကယ်ပဲတတ်သိပေးထားတဲ့ဒီမြင်နေရာကအဲကျမတို့ကျေးဇူးတော်တွေခံစားနေရတယ်ပေါ့နော် လိုတဲ့အရာကိုမြင်ရတယ်တကယ်ပဲဘုရားသခင်ကသူ့အလိုတော်နဲ့ညီတဲ့အရာကိုလုတ်ခိုင်းမယ်ဆိုလို့ရှင်လေကျမတို့အတွက်ဝင်ပေါ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့ decision ပေါ့နော်ဆုံးဖြတ်ချက်နဲ့ကျမတို့ဘာမှမလုပ်ရဘူးဘုရားရဲ့ပေါ့နော်အလိုတော်နဲ့ညီတဲ့အလုတ်ဘာလုတ်ခိုင်းမလဲတော့မသိဘူးပေါ့နော်အဲ့ဒါကိုကျမတို့စောင့်မျှော်နေတယ်အဲကျမတို့ခုပြောပြခြင်းတဲ့အရာကတော့ကျမတို့ကမ္မကုံခန်းစားဖို့လို့အတွက်ရှိစေခြင်းကလွဲတောင်းမယ်ဆိုလို့ရှင်ဘုရားသခင်ရှိမှတောင်းတဲ့အဖြေတွေက ကြံ့ကြာနေမယ်အဖြေမရဘူးပေါ့အဖြေရဖို့ကြံ့ကြာနေတဲ့အရာတွေရှိခဲ့မှဆိုလို့ရှိရင်ကိုယ့်ရဲ့စုတောင်းချက်တွေကကာမဂုဏ်ခံစားဖို့အဲရှိစေခြင်းကအလွဲတောင်းတဲ့အရာတွေဖြစ်နေမှဆိုရင်ကျွန်တော်တို့စုတောင်းချက်တွေကိုပြင်ပြီးတောင်းဖို့လုပ်ရယ်ပေါ့နော်အဲအဲ့ဒါလေးကိုကျွန်မကပြန်ပြီးတော့ sharing လုပ်ချင်တာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကလည်းခုနပြောလို့တင်တို့ဟာငါ၌တည်ရမယ်အယေရှုခရစ်၌ကျမတို့ကတည်ရမယ်ပြီးလို့ရှိရင်ငါစကားတည်လေတင်တို့၌တည်လို့ရှိရင်ဆိုခါမှာယေရှုပြောထားတဲ့စကားကဘာလဲယေရှုကမဟာစေခိုင်းချက် သူပြောထားတဲ့စကားအငယ်ဆုံးတော့သူမိဘမဲ့ဆင်းရဲသားတွေကိုကြည့်ရှုဖို့လို့သူလည်းအလိုတော်ရှိတယ်နော်ယေရှုရဲ့စကားတော်တွေကိုခရီးအဲစကားတော်တွေကျမတို့ကဆင်ခြင်ပြီးတော့မှယေရှုကဘာကိုအလိုရှိတာလဲယေရှုဖျားသခင်ကဒီရာကိုကျမတို့ကနော်တင်တို့၌တည်မယ်ဆိုလို့ရှိရင်ငါစကားဒီတင်တို့၌တည်မယ်ဆိုလို့ရှိရင်တင်တို့တောင်းခြင်းသမ ्या ကိုတောင်းရဆိုတဲ့အခါမှာပေါ့နော်ကျမတို့တောင်းတဲ့အရာတွေကဖျားရဲ့ အဲအလိုတော်နဲ့ညီရဲ့အရာတွေဖြစ်နေရလားဆိုတာကိုပြန်လဲပြီးတော့ဆင်ခြင်ရမယ်ဆင်ခြင်ပြီးတဲ့အခါမှာလဲကျွန်တော်တို့စုတောင်းချက်တွေကိုဟိုပြန်ပြီးတော့ပေါ့နော်ပြင်ဆင်ဖို့လိုရယ်ဆိုရင်လဲပြင်ဆင်ဖို့လိုအတွက်အဲသူမဟုတ်စန့်ကြာနေခဲ့မယ်ဖခင်ကဘာလို့အပြည့်မပေးတာလဲဆိုတာတွေကိုဟိုရှိနေတဲ့အဲမိသားစုဝင်တွေအတွက်လဲဒီတက်တဲ့ခန့်ချက်လေးကအခွင့်ရရမယ်ဆိုရုံကြည်ပါတယ်ပေါ့နော်ကျွန်မဒီနေ့ဆင်ခြင်တဲ့အရာလေးနဲ့အဲတက်တဲ့ခန့်ချက်ဖြစ်တဲ့အဲပေါ့နော် ဒီမီဒီယာလေးကိုကြည့်ရမျိုးပေါ့နော်အရောက်ချင်စီတိုင်းပဲဘုရားသခင်ရှိမှလာတဲ့နော်ဖရာသခင်အလိုတော်နဲ့ညီတဲ့အရာကိုပေးမယ်ဆိုလို့ရှိရင်အကျမတို့ကမျက်တောင်တဆုံမဲ့တောင်းတယ်ဘုရားကမျက်စိတဆုံပေးတယ်ဆိုတာလေးနဲ့ပွားပေးချင်တာဖြစ်ပါတယ်အရောက်ချင်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ